ဒီနေ့ sharing လုပ်ပေးခြင်းနဲ့ထောင်ရလေးရတော့မိမကူမို့ပိုးဝင်တဲ့ခြင်းအကြောင်းဖြစ်ပါတယ်။အမျိုးသမီးတိုင်းတစ်ခါတလေကြုံမှုကြတဲ့ဒီ vagina နဲ့ candidiasis လို့ခေါ်တဲ့မိမကူမို့ပိုးဝင်ခြင်းအကြောင်းကိုနားထောင်ကြည့်ရအောင်နော်။မိမကူမို့ပိုးဝင်ခြင်းပါကြောင်းဖြစ်ရတာလေ။ကျမတို့ရဲ့ခန္ဓာကိုယ်မှာတဘာဝအတိုင်းနေထိုင်နေတဲ့မှုပိုးတွေရှိပါတယ်။ဒါပေမဲ့မိမကိုယ်မှာရှိတဲ့အဲ့ဒီမှုပိုးတွေက အစမတန်ပေါက်ပွားလာမှုကတစ်ဆင့်အခုလိုမျိုးမိမကိုမှုပိုးဝင်ခြင်းဖြစ်လာရတာပါမိမကိုမှုပိုးဝင်ခြင်းကဘလို့အခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲပဋိစီဝါစေလို့ခေါ်တဲ့အနီပါအတစ်တွေတောင်းနေရတဲ့ကာလတွေမှာကိုယ်ဝန်ဆောင်ခြင်း၊ယာတီလာခြင်းစားတဲ့ဟော်မုန်းပြောင်းလဲကာလတွေမှာခုခံအားကျဆင်းတဲ့အချိန်မှာဥမာအဖြစ်ခုခံအားကျဆင်းမှုယောဂဝေဒနာရှိများ ချီချိုယောဂရှိသူများတန်တက်အားနည်းသူများစားတဲ့သူတွေမှာအဖြစ်များပါတယ်တခြားဖြစ်စေတဲ့အကြောင်းရင်းတွေမှာဆိုရင်တော့ရေဆိုးချွေးဆိုးအဝိစာနဲ့နေတတ်ခြင်းပြီးတော့အနက်ပါတဲ့အမျိုးသမီးလားစင်သုံးဖြစ်စီ spray ဆက်ပြားစားတဲ့အရာတွေကိုအသုံးပြုတဲ့သူတွေမှာဖြစ်တတ်ပါတယ်ဖြစ်တတ်တဲ့ယောဂလက္ခဏာတွေပြောပါဆိုရင်တော့မိမကိုယ်ကနီမြန်ရောင်ရမ်းခြင်း ိမကူအင်းကအတွင်းဘက်ရားရံနေခြင်းစီးသွားတိုင်းဆက်ပြင်းပြင်းဖြစ်တတ်ခြင်းအမျိုးသားနဲ့အတူနေတဲ့အခါနာကျင်ခြင်းအဖြူဆင်းခြင်းအဖြူဆင်းတဲ့အခါမှာလည်းပဲအဖြူရောင်ပြပြကက်ကက်ဖတ်တွေဆင်းခြင်းစတာတွေအဖြစ်များပါတယ်အကယ်၍အခုလိုမျိုးယောဂလက္ခဏာတွေကြုံတွေ့ရပြီဆိုရင်တော့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသင့်ပါတယ် ဒါမှသာဆရာဝန်ကကိုယ့်ရဲ့ကြုံတွေ့နေတဲ့လက္ခဏာရဲ့ပြီးတော့ကိုယ့်ရဲ့မိမကိုအရေးကနေဘလိုမျိုးမှုတွေပေါက်နေတယ်လဲဆိုတာကိုစမ်းသပ်စစ်ဆေးပြီးတော့လိုအပ်တဲ့ဆေးတွေညွှန်ကြားနိုင်မှာဖြစ်ပါတယ်။ကုသနိုင်မယ့်ဒီလမ်းတွေမှာတော့တောက်ဆေးပါဝင်ပါမယ်။ပြီးတော့မိမကိုအပြင်ဘက်သာလိန်ရတဲ့လိန်ဆေး။ဒါအပြင်မိမကိုအတွင်းဘက်ထိကို applicator သုံးပြီးတော့တွင်ရတဲ့ဆေးဆိုပြီးတော့ပုံစံအမျိုးမျိုးရှိပါတယ်။ မှုပိုးဝင်ခြင်းကဗနီးရဲ့အတွင်းသက်တာပြောက်ခင်းနိုင်ပါတယ်။မှုပိုးဝင်ခြင်းအများစုကတော့ရက်ပိုင်းအတွင်းဒါမှမဟုတ်လို့ရှိရင်တပတ်အတွင်းသက်တာပြောက်ခင်းပါတယ်။ဒါပေမဲ့ပို့ပြီးတော့ပြင်းထန်တဲ့ case တွေမှာဆိုရင်တော့အဲ့ဒီထက်လည်းပိုချသွားနိုင်ပါတယ်။အထူးသတိချက်မှာကတော့ဆရာဝန်ညွှန်ကြားတဲ့စီတွေကိုကိုယ်စိတ်ကြရက်လိုက်လို့မရပါဘူး။ ပြီးတော့အခုလိုမျိုးမမကိုမှိုဆွဲနေတဲ့အချိန်မှာလိန်ဆက်ဆန္ဒမျိုးလောကမပြုလို့ရပါဘူး။ဘာလို့လဲဆိုတော့လိန်ဆက်ဆန္ဒကကိုခံစားနေရတဲ့ယောဂလက္ခဏာတွေကို ပို့ပြီးတော့စိုးဝါစီလိုပါ။နောက်ဆုံးအနေနဲ့ကတော့အိမ်နင်းကုထုံးလေးတွေကိုပြပြပေးသွားပါမယ်။ယောဂစားပေးပါ။အထူးသဖြင့်တော့တရားမပါတဲ့ယောဂဆိုရင်ပိုကောင်းပါတယ်။ဘာလို့လဲဆိုရင်သူ့မှာပါဝင်တဲ့ပရိုဘိုင်ယိုတစ်ကမိမကိုချမ်းမရေးအတွက်ထောက်ကူပြုပါတယ်။ပြီးတော့ချက်သွန်ဖြူစားပေးပါ။ ကျွတ်သွင်းပြစားပေးခြင်းအားလည်းပဲမိုးပေါက်ဖောက်မှုကိုဟန်တာပေးနိုင်ပါတယ်။ပြီးတော့ဗိုက်တာမင် C ကျော်ဝါးတဲ့အစာတောက်တွေကိုစားပေးပါ။ဗိုက်တာမင် C ကကိုယ်ခံအားကိုမြင့်တင်ပေးပြီး infection တွေကိုတိုက်ဖျက်ရမှာအကူအညီပေးပါတယ်။လေဝင်လက်ထွက်ကောင်းတဲ့ခြိသားအတွင်းခံတွေပဲဝတ်ပေးပါ။သတိထားမယ့်အချက်တွေကတော့အနံ့ပါတဲ့ဆက်ပြားတွေမိမကိုတန်းစင်ဆေးတွေကိုမသုံးပါနဲ့။ ရေကူးပြီးတဲ့အခါတိုင်းရေစိုးဝက်ကိုချက်ချင်းမလဲပဲမနေပါနဲ့မိမခုအင်္ဂါကိုတန့်ရှင်စေကြောတဲ့အခါမှာလည်းရေပြူသို့မဟုတ်ရေပိုက်ဆရာတွေနဲ့အတွင်းထဲကြီးထိုးပြီးတော့ဆေးတာမျိုးမလုပ်ပါနဲ့ရေချိုးပြီးတဲ့အခါတိုင်းလည်းမိမခုအင်္ဂါကိုတေချာလေးချက်အောင်တုပ်ပါမိမကိုမိုးဆွဲခြင်းဆိုတာကဖြစ်လေဖြစ်တာရှိတဲ့အရာတစ်ခုပါအကယ်၍ခုမှဖြစ်နေပြီဆိုရင်လည်းစိတ်မညစ်ပါနဲ့ တည်တည်ချာချာလေးကုသလိုက်ရင်အမြန်တတ်တော့မှာပါပြီးတော့နောက်တစ်ခါမဖြေရအောင်လဲအပေါ်ခအကြံပြုချက်လေးတွေကိုလိုက်နိုင်ကြည့်ပါနော်အမျိုးသမီးတိုင်းရဲ့ကျန်းမာရေးရာအလှပရေးရာတွေကိုအမြဲတင်ဆက်ပေးနေမှာမို့ဒီ page လေးကို like and follow လုပ်ခဲ့ပြီးနော် see you in the next video bye